အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့နေမင်းရဲ့တာတော်နဲ့လောဘတတဲ့အဖာအိုးဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဟိုရှိရှိတော့ကရွာတရွာမှာစိတ်သဘောထားကောင်းပြီးရိုးသားလာတဲ့အဖာတို့တယောက်ရှိရဲ့ကွင်းတားတောက်သမီးခံလည်းမရှိလင်းသားလည်းမရှိတဲ့နောက်အဖာတို့ဟာရွာအစွန်နားကခြံလေးထဲမှာတူတဲနေထိုင်ရရှာတယ် အဖွားဟိုဟာခြံထဲမှာယာဒီဘော်တီးနံပင်လေးတွေကိုစိုက်ပြထားပြီးဈေးတွေတွေက မနက်တိုင်းအဖွားဟိုရဲ့အတီးနံတွေကို လာဝဲကြတယ်။အဲဒီဈေးတွေကအဖွားဟိုကြီးကလည်းတသက်တသားနှုံနဲ့ဝယ်ယူရရှိရတဲ့အတီးနံတွေကိုဈေးထဲမှာအမြင့်တင်ပြီးတော့ပြန်လဲရောင်းချကြတာပေါ့။အဖွားအိုဟာမနက်တိုင်းမိုးမလင်းခင်မှာပဲအိယာကနေထပြီးခြံထဲကတီးနှံတွေကိုခိုးဆွလို့ရှိရင် အဲ့ဒီအသီးနှံတွေကိုမိုးလင်းစားမှာပဲအဖွားကိုရေဖောက်တဲ့ဖြစ်ကြတဲ့ဈေးတွေတွေကလာဝေကြတာပေါ့အဖွားကိုကတော့အဲ့ဒီလိုသီးနှံပင်တွေကိုစိုက်ပြီးတော့စီးပွားရှာစားနေရင်တနေ့မနက်စောစောမှာတော့ရွှေရောင်ငှက်လေးတစ်ကောင်ဟာသီးနှံခင်းအဆက်ကတင်ငုတ်တော်တစ်ခုပေါ်မှာလာနာပြီးတကြည်ကြည်အော်မိနေကြတယ်အဖွားကိုလည်းဟဲရွှေရောင်ငှက်လေးပါလားသူခမရဘိုက်စာလို့ထင်နေတကြည်ကြည်လာအော်မိနေတယ်လို့ဆိုပြီး မျက်ကလေးကိုတနာသွားပြီးပြောင်မှုစီလေးတွေခြွေပြီးတော့ကျွေးလေးတယ်။အဲဒီနေကစားပြီးအဘွားအိုဟာမနဲ့တိုင်းခြွေရောင်မျက်ကလေးကိုကျွေးလာလိုက်တာသုံးနှစ်သုံးမိုးလောက်ကြာသွားခဲ့တယ်။အဘွားအိုရဲ့ channel ကစိုက်ခင်းဟာလဲအောင်မြင်တဲ့အောင်မြင်ပြီးရွာကဈေးတွေဒါမကဒီပြင်ရွာကလာတဲ့ဈေးတွေပါအဘွားအိုရဲ့တင်းနှံတွေကိုလာဝယ်ပြီးတဆင့်တဆင့်ပြန်လဲရောင်းချကြလိမ့် မနန်မိုးလင်းချိန်တိုင်းဈေးတွေတတုပ်ပြီးတတုပ်သီးနှံနေလာလာဝဲကြတဲ့အတော့အဖွားကိုရဲချန်နေမှာမနဲ့တိုင်းဈေးတွေနဲ့စီကားနေတော့တာပေါ့ခြံထွက်သီးနှံတွေနေတိုင်းရောင်းကောင်းတဲ့အတော့အဖွားကိုလည်းစီးပွားရေးအဆင်ပြေနေကြတယ်ဒီလိုနဲ့တနေ့မနက်မှာတော့အဖွားကိုဟာမိုးမလင်းခင်သီးနှံတွေခုဆုပ်ဖို့ခြံထဲကိုဆင်းလာတဲ့အခါခါတိုင်းလိုရွှေရောင်ငှက်ကလေးကိုမတွေ့ရဘူးတဲ့ဟွန်းရွှေရောင်ငှက်လေးဒီနေ့မလာပါလား နောက်နေတွေမှာလည်းချွေရောင်ငှက်ကလေးပေါ်မလာတော့ဘူးတဲ့။တနေ့မှာတော့အဖွားဦးဟာနေမကောင်းသလိုဖြစ်ပြီးတကူလုံးကြိုက်ခဲနေတာနဲ့ခြံထဲမစင်းနိုင်ပဲအိပ်ရာထဲမှာလှဲနေကြတယ်။မနက်လင်းလိုကုံစိမ့်တဲတွေတီးနှံလာယူတော့အဖွားဦးကအိပ်ရာထဲကပဲလှမ်းပြော်ရတာပုံ။ဖောက်တယ်လို့ရေကျုပ်ဒီနေ့တော့နေမကောင်းလို့ခြံထဲမစင်းနိုင်ဘူးကွယ်။ကိုဘာသာတီးနှံနေဆွတ်ယူသွားကြပြီတော့ကွယ်။ ဟုတ်ကဲ့အဖွာနေမကောင်းရင်နေသားသလိုနေပါ ကျမတို့ဘာသာဝယ်ခြင်းနဲ့အသီးနှံတွေကုစပါမယ်ဈေးတွေဟာတီးနှံတွေကိုသူတို့ဘာသာရွေးချယ်ကုစကြပြီးကြားတဲ့ငွေအတပြားတွေကို အဖွာကိုရဲ့အိမ်အဝါမှာထားရခဲ့ကြတယ်။နောက်နေမှာတော့အဖွာကိုဟာနေပြန်ကောင်းလာတဲ့အတွက်မနဲ့စောစော channel ကိုဆင်းလာပြီးခါတိုင်းရှေးရောင်ငက်ကလေးလာလာနားတဲ့တင်းငုတ်ပေါ်မှာအဝိအိတ်ကလေးတစ်လုံးကိုတွေ့လိုက်ရတယ်။ဟဲအဝိအိတ်တစ်လုံးမလားဘသူအိတ်ပါလဲ။ 음မနေ့ကနေ့ကတီးနံတွေလာခုဆိုးတဲ့ဈေးတွေတွေကတရရောက်မေ့ကြံနေတာချင်ပါရဲ့ဒီနေ့တို့လာမှဘသူအိတ်လဲဆိုတာမေးပြီးပြန်ပေးရမယ်ဒါထက်အိတ်သေးကဘာတွေပါပါလိမ့်အပွားဦးဟာဆက်စုလို့တဲ့စိတ်နဲ့အဝိအိတ်ကိုဖြည်ကြည့်လိုက်မိတယ်။အိုးရွှေရွှေတုံးရွှေခဲတွေပါလားအဘွားကဟာအိတ်သေးကရွှေရုံးရွှေလေးတွေကိုအံ့အားသင့်သင့်ကြည်ရင်းနဲ့လောဘစိတ်တွေတဖွာဖွာဖြစ်ပေါ်လာခဲ့တယ် ရွှေရွှေတွေမှအများကြီးပဲငါငါသာဒီရွှေတွေကိုရလိုက်ရင်တထင်းမကြီးဖြစ်ပြီးတထင်းမကြီးဖြစ်ပြီးငါငါဘာလို့ရမလဲဒီရွှေအိမ်ရဲ့ပိုင်ရှင်ကိုစုံစမ်းပြီးပြန်ပေးရမလားအိုးဘာလို့ပေးရမှာလဲငါနဲ့ထိုက်လို့ငါရတာပဲမပေးဘူးမပေးဘူးဘသူမှမသိအောင်ငါယူထားလိုက်မယ်အဖွားကဟာသူ့ရဲ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့လောဘစိတ်ကိုမထိန်းနိုင်တော့ဘဲနဲ့ရွှေအိတ်ကိုသူ့အိမ်လေးထဲကိုယူသွားပြီးလုံလုံနဲ့နေရာမှာဟွက်ထားလိုက်တော့တယ် အရင်နောက်အဖွားဦးဟာခြံထဲကိုပြန်ဆင်းပြီးအသီးနှံတွေကိုဟန်မပြက်ခူးဆွနေတော့တာပေါ့မိုးစစ်စင်းလင်းချိန်မှာဖောက်တဲ့တွေရောက်လာတော့ခါတိုင်းလိုပဲဟင်းဟင်းဟင်းရွယ်အသီးနှံတွေကိုဝယ်ယူကြပြီးရေဘက်ကိုထွက်သွားကြလေရဲ့อืมဘသူကမှလည်းဟိုရွှေအိတ်အကြောင်းမမေးမြန်းပါလားအေကနာရွှေအိတ်ပြောက်သူဟာသူ့ရဲ့အိတ်ဗမာကျန်လို့ကျန်ခဲ့မယ်မမတ်မိဘူးနဲ့တူတယ်တော်ပါသေးရဲ့ရွှေအိတ်ပိုင်ရှင်မပေါ်လာလို့အဖွားကဟာနောက်ရက်တစ်ပတ်တစ်ပတ်လောက်အထိ ခြံထဲကဟင်းဟင်းဟင်းရွက်တွေကိုဟန်မပြတ်ဆက်ရောက်နေပြီးရှည်ရံမြောင်နေမနှက်မှာတော့ထောက်တဲ့တွေကိုရတိပြေပြောလိုက်တော့တယ်အဖွားလည်းအသက်တွေကြီးပြီးဒီခြံလှုပ်လဲဆက်မလှုပ်နိုင်တော့ဘူးကွဒါကြောင့်အခုရှိသမျှသီးနှံနေဟင်းဟင်းဟင်းရွက်တွေကုန်ရင်ဆက်မရောက်တော့ဘူးအဖွားကိုစီကမမျော်လင့်တဲ့စကားကိုကြားရတော့ဖောက်တဲ့ယူနေကြကုံစင်းတယ်ရီဟာစိတ်မကောင်းဖြစ်သွားကြတော့တာပေါ့အဖွားရဲ့အဖွားရဲ့ခြံလုံငန်းကအောင်မြင်နေတာပဲ ကျမတို့လည်းအဖွားစီကဟင်းရင်းရွက်အသေးနံတွေယူရောက်ရတာအရန်အဆင်ပြေတဲ့ခြံလုပ်ငန်းကိုဆက်လုပ်ပါအဖွားမလုပ်နိုင်ရင်လေလူငါးနဲ့လုပ်ပေါ်အဖွားရဲ့ဖောက်တဲတွေကဘလို့ပဲတိုက်တွန်းတိုက်တွန်းအဖွားအိုကလက်မခံမင်းခြံလုပ်ငန်းကိုရက်ဆိုင်ပြလိုက်တယ်ခြံထဲကတီးနံပင်တွေကိုလည်းရေမလောင်ပေါင်းမတင်တော့တဲ့အတွက်ရက်အတန်းကြတော့တီးနံပင်တွေ၆တွေပြည့်စည်သွားပြီးတစ်ခြံလုံးပေါင်းမြက်တွေနဲ့ထောထားနေရောတာပေါ့အဖွားအိုကတော့ရွှေထုတ်ကြီးကိုပိုက်ပြီးစိတ်ကိုယင်ကြီးယင်နေခဲ့တယ် ဘသူမှမသိအောင်ငါမြို့တက်ပြီးဒီရွှေတုံးရှိခဲတွေရောင်းရမယ်။ပြီးရင်မြို့မှာမြေကွက်ကောင်းကောင်းဝယ်ရမယ်။အဲ့ဒီမြေကွက်ကြီးရဲ့မှာအေယာမတိုက်ကြီးဆောက်ပြီးတထင်းမကြီးအဖြစ်စီးစိမ်အပြင်းနဲ့နေရမယ်။ပြီးတော့အချွေရံတွေခေါ်ပြီးငါမရောက်ဘူးတဲ့ဒေသတွေစီရှောက်လဲရမယ်။ငါဘဝမှာမဝဲစင်ဘူးတဲ့စိန်ရွှေရတနာလဝတ်လစားတွေမြို့နေအောင်ဝယ်ဝတ်ပြီးမစားဘူးတဲ့စားကောင်းတောက်ဖွဲတွေကိုမြို့ကအကောင်းဆုံးနာမည်ကြီးဆုံးဆိုတဲ့စားတောက်ဆန်တွေမှာတက်စားပြမယ်။ဟွဟွဟွ အဖာအိုဟာအဲ့ဒီလိုစိတ်ကိုအရင်ကြီးရင်ပြီးဘဝင်လေဟပ်နေတဲ့အပြင်ရွာသူရွာသားတွေကိုလည်းအရင်လိုအခေါ်ပြောမလုပ်တော့ပဲခက်ကင်းကင်းနေလေတဲ့အဖွားရေ အိမ်မှာတစ်ဖက်ကကြာရင်အလှလုံးမှမလို့လာဖိတ်တာပါ။အိုအေးကြောက်မအားပါဘူးမလာနိုင်ပါဘူး။အဖွားကလည်းအရင်တုန်းကကျမတို့အလှလုံးတိုင်းအဖွားကလာနေကြပါ။အေးအရင်ကလာပဲမယ်အခုမလာနိုင်ဘူး။နင်တို့ရွာမှာလည်းငါဆက်နေမှာမဟုတ်တော့ဘူး။ နောက်ကိုပဲအလှူတန်းမှလာမဖြစ်ကြနဲ့ဟွန်းအဖွားကရွာမှာမနေလို့ဗမာသွားနေမှာလုံးမြို့မှာနေမှာဟေးမြို့မှာနေမှာနင်တို့ရွာစနေပုတ်မှာတသက်လုံးမနေနိုင်ပါ အရင်ကရိုးရိုးအေးအေးနေတဲ့အဖွားဝစီကမာမာနာခတ်တန်နေစကားသံတွေကိုကြားရတော့ရွာသူရွာသားတွေဟာအံ့အားတသင့်ဖြစ်နေကြတာပေါ့။အင်းအဖွားဘလို့ဖြစ်သွားတာပါလဲ။ ဒီလိုနဲ့တနေမှာတော့အဘွားအိုဟာရွှေလုံးရှေခဲတွေရောင်းချဖို့အတွက်နွားလှဲတစည်းငါပြီးမျိုးပတ်ကိုထွက်လာခဲ့တယ်။ရွာနဲ့အတော်ဝေဝေရောက်လာတဲ့အခါမှာတော့လှဲပြီးတပီးဟာခြိုက်ထဲကိုကျသွားပြီးလှဲဝင်ရိုးကျိုးသွားခဲ့တယ်။ဟာလှဲဝင်ရိုးကျိုးသွားပြီးအဖွားကျွန်တော်အဖွားကိုမျိုးစီလိုက်မပို့နိုင်တော့ဘူး။အဖွားကကလည်းစိတ်ပြက်ပြီးတော့ဒေါသထွက်သွားတာပေါ့။ဟွန်းလှဲစုပ်ကမှငါငားမိတာကို တော်ပြီတော်ပြီငါ့ဘာသာပဲမျိုးစီဆက်လျှောက်သွားတော့မယ်။ အဖွာကိုလည်းရွှေတုံးရွှေငယ်တွေထည့်ထားတဲ့အိတ်ကိုလွှဲပြီးမျိုးပတ်စီကိုရှောက်လန်းသွားခဲ့တယ်။အဲဒီလိုရှောက်လာရင်းကနေကပူလာတဲ့အတွက်ချွေးပြက်ပြက်ကြပြီးတော့မောလာတော့တာပေါ့။ဒါနဲ့ပဲအဖွာကိုဟာတပင်းကြီးတရိပ်အောင်မှာကိုနာရတော့တယ်။တော်ပြီငါတထင်းမကြီးဖြစ်ရင်ဒီလိုတော်နိုင်ရဲ့ကိုဘယ်တော့မှမလာတော့ဘူးတော်တော်ဆုတ်ပဲ့တဲ့အရက်။အဖွာကိုဟာမီတုံတောက်တင်းရင်ဒီလိုတွေးမိလေ။အင်း မြို့အရောင်ရဲ့ရွှေကုန်းတွေစီမှာငါရဲ့ရွှေရုံးရွှေကလေးတွေအကုန်ထုတ်ပြပြီးရောင်းလို့မဖြစ်ဘူးမြို့သားလူလယ်တွေကယုံရတာမဟုတ်ဘူးတော်ကြလိန်ညာလှည့်ဖြားပြီးငါရဲ့ရွှေတွေအားလုံးကိုအပိုင်စည်းနိုင်ရင်ခတ်မင်းဒီတော့ဒီရွှေရုံးရွှေကလေးတွေကအသေးဆုံးကိုရွေးထုတ်ပြီးအရင်စည်းစကားပြောရမင်းအဖွားကဟာအဲ့ဒီလိုတွေးမိပြီးရွှေရုံးရွှေကလေးအသေးလေးတွေကိုရွေးထုတ်ဖို့အတွက်အဝေးအိတ်ကြီးကိုဖြီးလိုက်တာပေါ့အဲ့ဒီနောက်အဝေးအိတ်သေးကိုကြီးလိုက်တဲ့အခါမှာတော့ ရွှေရုံးရွှေခဲတွေအစားကြောက်တုံးကြောက်ခဲတွေကိုပဲတွေ့လိုက်ရတယ်။အိုးမြတ်စွာဘုရားရွှေရုံးရွှေခဲတွေနေရာမှာကြောက်ခဲတွေဖြစ်နေပါလား။အဖွာဟိုဟာအကြီးရဲ့ကျဲတုံးတုံးချောက်ချားသွားတော့တယ်။ဘလို့ဖြစ်တာလဲဘလို့ဖြစ်ရတာလဲရွှေတွေကလည်းကြောက်ခဲတွေဘာလို့ဖြစ်သွားတာလဲ။ဖယားဖယားဒုက္ခပဲဒုက္ခပဲ။အမလီကိုကျိုးတော့နည်းပါပြီတော့။အဖွာဟိုဟာခြုံပွဲချပြီးတော့ငိုပါတော့တယ်။မဟုတ်သေးပါဘူး။ ငါစောစောကအိမ်ကနေမထွက်ခင်ဒီအိတ်ကိုဖွင့်ကြည့်ပါသေးရဲ့အဲ့ဒီတုန်းကရွှေတုံးရွှေခဲတွေဟာရွှေရောင်တွေဝင်းဝင်းလက်နေရပါအခုတော့ဘလို့ဖြစ်ပြီးမဲမဲတဲတဲကြောက်တောင်းကြောက်ခဲတွေဖြစ်သွားရတာပါလေသွားပါပြီငါဘဝတော့ဆုံးပါပြီငါဖြစ်ကျင်လာတဲ့တတိမကြီးမဖြစ်နိုင်တော့ပါလားဒီလိုနဲ့အဘွားကိုဟာဝမ်းမန်းတနေနဲ့ငိုလို့မဆုံးတော့ဘူးပေါ့အဲ့ဒီနောက်အဘွားကိုဟာကြောက်တောင်းကြောက်ခဲတွေကိုစိတ်နာနာနဲ့လှုပ်ပြလိုက်ပြီးရွာစီဝမ်းနဲ့ပက်လက်နဲ့ပြန်လာခဲ့တယ် သူမရဲ့အိမ်လေးစီကိုပြန်ရောက်တော့လဲအဖွားအိုဟာတငုံငိုတရီရီနဲ့ဝမ်းနဲ့ယူကြုံမရဖြစ်ပြီးမစားနိုင်မအိမ်နိုင်လောက်အောင်ပရိဒေဝတော်ကမိတွေတောက်လောင်နေတော့တာပုံอืมငါစူဆောင်းထားသမျှငွေတွေလဲစားလို့တောက်လို့ကုန်လို့ပြီးနေ့တိုင်းဝင်ဝင်ရနေတဲ့အသီးနှံပင်တွေလဲအကုန်လုံးပြည့်စည်သွားရပြီငါတော့ငတ်ပါပြီငတ်ပါပြီအဖွားအိုဟာနောက်နေ့မှာတီးနှံဆိုင်ကင်းကိုပြန်လဲထူထောင်နိုင်မို့ခြံထဲကပေါင်မြက်တွေကိုနှုတ်ရင်းနောက်နောက်ရနေရှာတာပုံ อืมတကယ်တော့ငါဟာရွှေအိတ်ကိုကောက်ရကလေးကပန်းရှင်အမှန်ကို တေချာစုံစမ်းပြီးပြန်မေးခဲ့ရမှာသူတပားဥစားပစ္စည်းကို မတရားရယူလို့ရဲစိလောဘအမှောင်ဖုံးသွားလို့ငါအခုလိုဒုက္ခရောက်ရတာတတက်လုံးရိုးရိုးတသားနေလာခဲ့တဲ့ငါရဲ့စိတ်တက်ကောင်းဇာရိတာကောင်းလေးဟာမတော်လောဘစိတ်ကြောင့်မယုံနိုင်လောက်အောင်ပြည့်စည်ဆုံးမသွားရပြီငါမှားတယ်မှားတယ်ငါနောင်တရပါပြီနောင်ကိုဥစားပစ္စည်းအတွက်နဲ့လောဘမတက်တော့ပါဘူးမတော်လောဘစိတ်လည်းမထားတော့ပါဘူး အဖွာဦးဟာအဲ့ဒီလို နောင်နာအကြီးကျယ်ရနေရှာရကတနေ့မနက်မှာတော့မင်းကြီးမင်းသားတပါလိုဝစ်စင်ထားတဲ့လူလင်ပြိုတူဟာ မြင်းဖြူကြီးစီပြီးအဖွာကိုရဲချံဝင်းနေကိုဝင်ရောက်လာခဲ့တယ်။အဖွာကိုလည်းအံ့အားတင်ကြီးတင်နေတော့လူလင်ပြိုကအိတ်တလုံးကိုဆွဲကိုင်းရင်းမြင်းဖြူကြီးဘော်ကနေဆင်းသက်လာတယ်။အဖွာကျွန်တော်ဟာအဖွာနေတိုင်း၃နှစ်လုံးလုံးအစာကျွေးခဲ့ဘူးတဲ့ရွှေရောင်းကလေးပါ။ဘာဘလို့ မင်းမင်းကရွှေရောင်ငှက်ကလေးဟုတ်လားဟုတ်ပါတယ်ကျွန်တော်ဟာရွှေရောင်ငှက်ကလေးပါပဲလူလင်ပြောဟာမယုံနိုင်လောက်အောင်တအံတအောဖြစ်နေတဲ့အဖွားကိုကိုပြုံပြုံကြီးကြီးနေတဲ့စကားဆက်ဆိုတယ်တကယ်တော့ကျွန်တော်ဟာနေမင်းကြီးရဲ့သားတော့မြေမင်းသားလေးပါ ကျွန်တော်ရဲ့ဘဝဖြစ်စဉ်ကိုအဖွားနားလည်အောင်ပြောပြပါမယ်ဒီလိုနဲ့လူလင်ပြောဟာအဖွားအိုနဲ့အတူအိမ်ရှိကကုတ်ပြစ်လေးပေါ်ထိုင်လိုက်ပြီးသူ့ရဲ့ဖြစ်အိမ်ကိုပြောပြလေတယ်သူ့ရဲ့ဖြစ်အိမ်ကတော့ဒီလိုကွယ် စကြဝဠာကြီးရဲ့မှာနေမင်းကြီးစိုးစံနေတဲ့နေကဘာဆိုတာရှိရဲ့အဲ့ဒီနေမင်းကြီးမှာရေမင်းသားလေမင်းသားနဲ့မြေမင်းသားဆိုတဲ့တားတော်သုံးပါရှိရဲ့တနေ့မှာတော့နေမင်းကြီးဟာတားတော်သုံးပါကိုတာဝန်ကိုစီပေးအပ်ခဲ့တယ်တားတော်တို့မင်းတို့ဟာအရွယ်ရောက်ပြီမို့ပြုတ်လုအပ်တဲ့တာဝန်တွေကို ပြုတ်လုရပေးလိမ့်မယ်ဟောဟိုစကြဝဠာကြီးတဲ့ကဂျိုးပြားကိုတွေ့ရမဟုတ်လားအဲ့ဒီဂျိုးပြားမှာလူသားတွေနေထိုင်နေကွယ်အဲ့ဒီဂျိုးပြားကိုမြေကဘာလို့ခေါ်တယ် အဲ့ဒီမြေကဘာကလူသားတွေအတွက်ငားရဲ့တားတော်တို့အကျိုးတော်ပြုရမယ်။တားတော်ကြီးရေမင်းသားဟာလူသားတွေတောက်တုံမှုရေကောင်းရေတန်ရအောင်ကိုညိဆောင်ရပေးရမယ်။တားတော်အလတ်လေမင်းသားကလူသားတွေအသက်ရှင်နိုင်မှုအတွက်လေကောင်းလေတန်တွေရရှိအောင်ဆောင်ရွက်ပေးရမယ်။သားတော်ငယ်မြေမင်းသားကတော့လူသားတွေကျွဲဝချမ်းသာစေဖို့မြေကဘာထဲမှာရွှေငွေကြောက်တံပရမီယာရေနံစတဲ့တရင်ဇာတာတွေကိုဖန်တီးပေးရမယ်ကွင်။ကဲသားတော်တို့ လူသားတွေကိုအကျိုးပြုဖို့ဂျိုပြားလို့ခေါ်တဲ့မြေကဘာစီသွားကြပြီးတော့တခုတော့သားတော်တို့ကိုမှားလိုက်မယ်မင်းတို့လူသားတွေကိုကူညီရဲ့အခါစိတ်ထားကောင်းမြတ်ပြီးရိုးရိုးသားသားပြုမူနေထိုင်သူတွေကိုပဲကူညီပါစိတ်ထားဆိုးရုပ်ပြီးမယိုးမဖြောင်းသူကောက်ကျစ်ရုံမာသူတွေကိုတော့မကူညီမိစေနဲ့အဲ့ဒီလူတွေကိုကူညီရင်လည်းမင်းတို့ရဲ့ကူညီမှုတွေဟာအရာထင်မှမဟုတ်ဘူးကွယ်ကဲတော့ကြပြီးတော့ ဒီလိုနဲ့ရေမင်းသား၊လေမင်းသားနဲ့မြေမင်းသားတို့ဟာမြေကဘာစီကိုဆင်းသက်လာခဲ့ကြတယ်။ရေမင်းသားဟာရေကောင်းရေတက်တွေကိုမိုးအဖြစ်ရွာချစေပြီးလူသားတွေတက်အကူအညီပေးသလိုလေမင်းသားကလည်းလူသားတွေအသက်ရှူရှာရမှအဆင်ပြေစေမယ်။အောက်ဆီဂျင်ပြေဝတဲ့လေကောင်းရေတက်တွေကိုဖန်တီးပေးနေတယ်။မြေမင်းသားကတော့လူသားတွေကျေဝချမ်းသာစေဖို့ကဘာမြေတူထဲမှာရွှေငွေကြောင့်တံပရမများ၊ရေနံ၊စရတဲ့တယင်းသားတွေကိုဖြန့်စည်းပေးတာပေါ့။ ဒီလိုနဲ့တနေမှာတော့မြေမင်းသားလေးဟာပြင်းပြင်းရှီရနဲ့ကဘာမြေကျူတွေကထွက်လာပြီးလူသားလူလင်ပြိုအတွင်နဲ့ဟိုဒီလျှောက်သွားလဲပတ်နေကြတယ်။အဒီလိုလျှောက်သွားရင်ရွာတရွာနားရောက်မှာချောမောလှပတဲ့မိမပြိုလေးတို့ကိုတွေ့မြင်သွားပါလေရော။အိုးချောလိုက်လှလိုက်တဲ့လူသားမိမပြိုလေးပါလား။မြေမင်းသားလေးဟာအဒီမိမပြိုလေးကိုသဘောအကျကြီးကြာသွားပြီးချက်ချင်းချင်းရေးဆိုတော့တာပေါ့။အိုးနှမငယ် နှမငယ်ဟာအင်မတန်ချောအင်မတန်လှတာပဲနှမငယ်ကိုမြင်မြင်ချင်းအမောင်ချစ်မိသွားပြီကွယ်အမောင်ကိုနှမငယ်ရဲ့ချစ်သူဖြစ်ခွင့်ပေးပါနော်။အိုးရှင်ဟာဘသူမှန်းဘယ်ကမှမသိပဲကျမရဲ့ချစ်သူဖြစ်ခွင့်မပေးနိုင်ပါဘူး။မြင်မင်းသားကလည်းသူ့ဖန်ဆင်းထားတဲ့ရွှေလုံးရွှေခဲတွေကိုချစ်လက်ဆောင်ဖြစ်ပေးဖို့ကြိုးစားပြီးချစ်ရိတ်ထက်ဆိုပြန်နေ။နှမငယ်ရဲ့နှမငယ်ကိုအမောင်ချစ်လို့လို့ပါဟော်ရီချစ်လက်ဆောင်လေးကိုလက်ခံပြီးအမောင်ကိုချစ်သူဖြစ်ခွင့်ပေးပါနော်။ ြောပြီးပြီလေရှင်ဟာဘသူမှန်းပဲကမမသိပဲလက်မခံနိုင်ပါဘူးလို့အမောင်ဟာဟိုးဝိတ်တမရကလာသူသူလို့ပဲနမငယ်တီထားလိုက်ပါဟော်ဒီရွှေလက်ဆောင်လေးကိုသာလက်ခံယူပြီးအမောင်ကိုချစ်သူဖြစ်ခွင့်ပေးပါနော်နော်မိမပြိုလေးလဲရွှေတုံးရွှေခဲတွေကိုတတ်မှတ်တဲ့စိတ်နဲ့လက်ခံယူလိုက်ပြီးမြင်းမင်းသားလေးကိုအကြက်ကင်လိုက်တယ်။အေးလေရှင်ကဒီလောက်တောင်လက်ဆောင်ပေးတင်နေမှာတော့လက်ခံယူပါမယ်။ဒါပေမဲ့ကျမရဲ့ချစ်သူဖြစ်ချင်ရင်တော့ခရီးတစ္ဆာဆိုရမယ်။ ဂရီတစ္ဆာမသိရင်တော့ရှင်ကျိန်စာမိမယ်။ဘယ်ဘလို့ဂရီတစ္ဆာဆိုရမှလဲနှမငယ်။ကျမကလည်းပြီးဘယ်မင်းကလေးကိုမှမချစ်ပါဘူးလို့ဂရီတစ္ဆာဆိုရမယ်။အဲ့ဒီဂရီတစ္ဆာဆိုပြက်ရင်ရှင်ဟာရှင်ရဲ့ဇာတိဒေသစီသုံးနှစ်သုံးမပြောင်းနိုင်တဲ့ကိုဖြစ်ပါစေသားလို့ကျိန်ဆိုရမယ်။ကောင်းပါပြီဂရီတစ္ဆာဆိုပါမယ်။ဒီလိုနဲ့ညီမင်းသားလေးဟာမိမပြိုလေးရဲ့အချစ်ကိုရလို့တဲ့အတွက်ဂရီတစ္ဆာဆိုခဲ့တယ် ျွန်ုပ်ဒီဤနမငယ်မှလွယ်၍မိသည့်မိန်းမကိုမှမချစ်ပါဤတစ္ဆာစကားပြည့်ရွေးမိပါကကျွန်ုပ်ဤမွေးစားပြည့်ရထနာသို့သုံးနေလုံးလုံးပြောင်းွင့်မရပါစီနေကဲနမငယ်ကျင့်က်ပြီလားကျင့်က်ပြီဒီလိုနဲ့မြေမင်းသားလေးဟာရွာသူအပြိုချောလေးရဲ့ချစ်သူဖြစ်ခင်ရသွားပြီးသူတို့နှုတ်ဦးဟာမကြာခဏချင်းစုတွေ့ဆုံလို့အပျော်ကြီးပျော်နေကြတာပုံဒါပေမဲ့တနေ့တော့မြေမင်းသားလေးဟာသူ့ဖန်ဆင်းပေးခဲ့တဲ့တယံစာတရီကြောင့် လူသားတွေဘလောက်ချမ်းသာကြွယ်ဝနေပြီလဲဆိုတာစူးစမ်းလေ့လာပြီးမြို့တစ်မြို့စီမှာ စနေနာထွက်လာခဲ့တယ်။မြို့လေးစီရောက်တော့သူဟာအင်မတန်ချောမောလှပတဲ့မြို့သူမိမပြိုလေးတယောက်ကိုတွေ့ပါလေရော။ဟာချောလိုက်လှလိုက်တဲ့မိမလှလေးပါလား။ဟိုရွာသူမိန်းကလေးထက်အများကြီးပိုချောပိုလာတာပဲ။မင်းမင်းသားလေးဟာအဲ့ဒီမြို့သူမြို့သားမိန်းမချောလေးကိုသဘောကျကြည်ကြသွားပြီးချက်ရဲဆိုဖို့ကြိုးစားပြန်နေ။နှမငယ် နှမငယ်ကအင်မတန်ချောအင်မတန်လှပါလားအမောင်တော့နှမငယ်ကိုမြင်မြင်ချင်းအယမ်းနှစ်သက်သွားပြီကွယ်အမကိုနှမငယ်ရဲ့ချစ်သူဖြစ်ခွင့်ပေးပါနော်အိုးရှင်ကဘယ်သူလဲဘယ်ကလဲအမောင်ဟာလွတ်လပ်တဲ့လူလင်မျိုးတူပါဒီမျိုးကနဲ့အင်မတန်ဝေးလံတဲ့အရက်ကနဲ့လာသူပါနှမငယ်ကိုချစ်သက်လက်ဆောင်အဖြစ်ဟော်ရီစိန်လေးပေးချင်ပါတယ်လက်ခံပေးပါနော်မြေမင်းသားလေးကသူ့ဖန်ဆင်းထားတဲ့စိတ်ဝင်တွေကိုလက်ဆောင်အတင်းပေးပြီးချက်ရဲထက်ထက်ဆိုနေတော့ မြို့သူမိမချော်လေးဟာတစ်ဖြက်ဖြက်လက်နေတဲ့စိန်တွေကိုလိုချင်တမတ်စစ်တွေဖြစ်သွားတဲ့အတွက်မြေမင်းသားလေးရဲ့အချစ်ကိုလက်ခံမှုစုံဖြတ်လိုက်တာပုံ။ Ừm ဒီကိုလိုချော်ဟာဒီလောက်တန်မိုးကြီးလာတဲ့စိန်တွေလက်ဆောင်ပေးနိုင်နေဆိုတော့ဧကန်နာသူဟာတထည့်တော်တယောက်ပဲဖြစ်ရမယ်။ဒီလိုလိုမျိုးပေါ်မှာငါချစ်သူအဖြစ်မရွေးချယ်ရင်ဘလို့လိုမျိုးကိုရွေးချယ်ရမလဲ။ဒါပေမဲ့ဒီလူဟာအုပ်စပေါ်ရုပ်ချောတလားမြားပွင့်ရင်ခက်ရကြီးရဲ့။ဒါကြောင့်သူ့ကိုဂတိတစာဆိုခိုင်းရမယ်။ မျိုးသူအပြိုချော်လေးဟာအဲ့ဒီလိုတွေးပြီးရင်းမင်းသားလေးကိုတစ္ဆာကတိပြုခိုင်းတာပေါ့ဒီမယ်ရှင်ကိုကျမရဲ့ချစ်သူအဖြစ်တော့ရွေးချယ်ခြင်းပါဒါပေမဲ့ရှင်ကကျမရဲ့ချစ်ကိုရပြီးမှတစ္ဆာမဲ့သွားရင်ကျမရင်ခွဲပြီးကြံရင်ရမှာရှင်ဒီတော့ရှင်ကျမရဲ့ချစ်ကိုလိုချင်ရင်ကျမတစ္ဆာဆိုခိုင်းတဲ့အတိုင်းတစ္ဆာဆိုရမယ်ဘယ်နဲ့လဲညီမင်းသားလေးနဲ့အဲ့ဒီမျိုးသူအပြိုချော်လေးကိုအတက်မှတ်ကြီးတမတ်တဲ့အတွက်မင်းကလေးရဲ့စိတ်တိုင်းကြတစ္ဆာဆိုဖို့အလွယ်တကူလိုက်လျောလိုက်တာပေါ့ ။အိုနမငယ်ရဲ့နမငယ်ရဲ့ချစ်ကိုသာရမယ်ဆိုရင်လေအမောင်ဘလို့တစားခတိမျိုးကိုမဆူပေးဖို့ဝေးမလေးပါဘူးကွယ်။ကားမီဒါဆိုရင်ကျမကလွယ်လို့တခြားမိမကိုထပ်မချစ်ပါဘူး။ချစ်မိရင်ရှင်ဟာ၃နှစ်သုံးဖို့ငါ့ဘဝပြောင်းသွားပါစေဆိုတဲ့ခတိတစားပြုတ်ပေးရော။မြေမင်းသားလေးလည်းမြို့သူမိမချောလေးစီခိုင်းနေတိုင်းဂတိတစာဆူခဲ့တယ်။ကျွန်ုပ်ဒီဤနမမြေမလွယ်၍အခြားသောမိတီမိမတအူးကိုမှထပ်မံ၍မချစ်တော့ပါဟုတစာဂတိပြုပါသည်။ ရင်းတစ္ဆာကလေးကိုဖောက်ပြန်မိပါကကျွန်ုပ်ဒီငှက်ကလေးတစ်ကောင်ဘဝသို့တုံးနစ်တုံးမှုရောက်ရှိသွားရပါစေတာကဲနှမငင်ကျင်နေပြီလားကျင်နေပြီဒီလိုနဲ့မြေမင်းသားလေးဟာမြို့သူအပြိုချွားရဲ့အချစ်ကိုရရှိသွားပြီးသူတို့နှစ်ဦးဟာမကြခဏချင်းစုတွေ့ဆုံကြရင်မြေမင်းသားလေးကကတိတစ္ဆာကိုလွယ်လွယ်ပေးပြီးလွယ်လွယ်ချိုးဖက်ဖို့ဝေမလေးသူမှမြို့သူအပြိုချွားလေးကလည်းဖယ်တီးပါမလဲ ဒီလိုနဲ့ရက်အတော်ကြတော့မြင်းမင်းသားလေးဟာတခြားမြို့ရွာလေးစီလျှောက်သွားပြီးလိလာစူဇန်မြန်ရုံဟောဒီမြို့ကြီးကတဲလဲကြီးကျယ်ခမ်းနားပါလားသူဟာကြီးကျယ်ခမ်းနားလာတဲ့မင်းနေပြည်တော်ကြီးစီကိုလျှောက်သွားပြီးဟိုဒီလျှောက်ကြည့်လိလာနေရကမင်းနေပြည်တော်ရဲ့အပြိုချောလေးတူကိုနန်းတော်ကြီးအနီးမှာတွေ့သွားပါလေရုံအိုးဒီမင်းကလေးဟာတူးလိုကေအောင်လှရှာသူလေးပါလား ငါရင်တွေ့ကြုံခဲ့တဲ့မိန်းကလေးတွေဟာလှတဲ့ချောတဲ့နေရာမှာသူ့လေးကိုဘယ်မိမှလဲသူဟာအဲ့ဒီမိန်းမပြိုလေးကိုမြင်မြင်ချင်းချစ်ခင်ဆုံးမသွားပြန်ရောဒါနဲ့ပဲအရင်ကဆိုခဲ့တဲ့တိုင်နေခဲ့တဲ့ဂတိပစာစကားတွေကိုအမှုမထားတော့ပဲမင်းနေပြီးတော့သူ့လေးရဲ့အနာကိုချင့်ကပ်သွားပြီးချစ်ရေးဆိုပြန်နေအိုးနှမငယ်နှမငယ်ဟာဒီကဘာပေါ်မှာတွလို့ကင်းအောင်လှသူလေးပါလားနှမငယ်ကိုအမောင်အရင်သဘောကျနှစ်သက်သွားပြီးကွယ် ဒါကြောင့်ဟောဒီပရမများတွေကိုချစ်သက်လက်ဆောင်ပြည်လက်ခံယူပြီးအမောင်ရဲ့အချစ်ကိုပါလက်ခံပေးပါနော်။မြေမင်းသားလေးဟာအဲ့ဒီလိုချစ်ရဲလဲဆိုလိုက်ရောသူ့ရဲ့ခန္ဓာကိုယ်ကနေအခုံးကြီးဖြူဖြူတွေအလိမ့်လိုက်လိမ့်လိုက်ထွက်ပေါ်လာပြီးသူ့ရဲ့တကိုယ်လုံးကိုဖုံးလွှမ်းသွားတော့တယ်။အခုငွေတွေလည်းပြည့်သွားရောသူဟာရွှေရောင်ငှက်ကလေးတကောင်အဖြစ်ပြောင်းသွားရတော့တာပေါ့အလိုလေငါငါငှက်ကလေးဖြစ်သွားပါလား အဒီတော့မှသူဆိုခဲ့တဲ့တိုင်တယ်ခဲ့တဲ့ကတိလေးစာတွေကိုချိုပြမီလို့နှစ်ဘဝပြောင်းသွားမှန်းသတိမူပြီးတော့လှုပ်ချောက်ချသွားတာပေါ့အဲဒီအချိန်မှာပဲကောင်းငင်ပေါ်မှာပြန်ဝဲနေတဲ့ဆိုရဲကြီးတကောင်ဟာသူ့ကိုတွေ့မြင်သွားပြီးတောက်ချီဖို့တဟုန်တို့ပြန်ဝဲဆင်းသက်လာခဲ့တယ်။ဟာဆိုရဲကြီးငါ့ကိုတောက်ဖို့လာနေပြီမဖြစ်ဘူးမဖြစ်ဘူးလောက်အောင်ပြေးမရှေရောင်ကကလေးဟာသူ့ရဲ့အနေရကိုသူသိသွားတဲ့အတွက်ချက်ချင်းအသက်လိုပြီးပြန်နှမ်းထွက်ပြေးရတော့တာပေါ့ ဒီလိုနဲ့ရွှေရောင်ငှက်ကလေးဟာသူထက်အကောင်ကြီးရဲ့ငှက်တွေးကိုရန်ရှောင်းငင်းအဖွားဟိုလိုရွာနာကတောဆက်စီကိုရောက်လာခဲ့ရပြီးတင့်ပင်တပင်ရဲ့တစ်ခေါင်ကိုအတိုက်လုံးနေခဲ့ရရှာတယ်။ကျွန်တော်ရဲ့ဖြစ်ကတော့အဲ့ဒီတိုင်းမှာပဲအဖွားရဲ့ကျွန်တော်ဟာရွှေရောင်ငှက်ကလေးဘဝနဲ့အစာအစာကိုရရဲဝဝမရှာရဲပဲဟိုနားကိုဒီနားကနဲ့အငငငယ်ပြပြဖြစ်နေရကအဖွားရဲ့ချမ်းနှင်းရောက်လာပြီးအဖွားကြီးမှပဲအစာကိုဝဝလလင်းစားခဲ့ရတာပါ။အော်ဖြစ်မှဖြစ်ရလေကွယ်။ အခုတော့ကျွန်တော်နောက်နားရပါပြီ။ဂရီတစ္ဆာကိုလွယ်လွယ်ပေးပြီးလွယ်လွယ်ချိုးဖြတ်မိရဲ့မိုက်ဖြစ်တွေအတွက်နောက်နားရပါပြီ။နောင်ကိုဂရီတစ္ဆာတည်ကြည်သူဖြစ်အောင်စ조사ပါတော့မယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာတော့ကျင်းဆိုထားတဲ့သုံးနှစ်သုံးမိုးပြည့်သွားလို့ကျွန်တော်ဟာနှစ်ဘဝကနေလොမြောက်ခဲ့ရပါတယ်။အိုးဒါကြောင့်မို့ဒီ channel နဲ့မရောက်လာရတာပေါ့။ဟုတ်ပါရဲ့ဖွား။ ကျိန်စာပြေသွားပြီးတဲ့နောက်ကျွန်တော်ရဲ့ဇာတိနေကဘာစီပြန်ရတော့မှမို့မပြန်ခင်ကျွန်တော်အပေါ်ကျေးဇူးရှိတဲ့အပွားအိုကိုကျေးဇူးတုံ့ပြန်ခြင်းနာနဲ့တနေ့မနက်မိုးမလင်းငယ်မှာအပွားရဲ့ channel ရွှေထုတ်ကြီးလာထားခဲ့တာပါ။အိုးလက်ဆက်တော်ရွှေထုတ်ဟာလူကလေးထားခဲ့တဲ့ရွှေထုတ်ကိုอืมလူကလေးရဲ့အပွားလဲလူကလေးလို့အမားလုပ်ခဲ့မိပါတယ်။ လူကလေးချားရိုက်ခဲ့တဲ့ရွှေတို့ကိုတွေ့ရတဲ့အခါမှာအဖွားစီမနဲ့တိုင်းဟင်းမင်းဟင်းရွက်တွေဖောက်တယ်လာယူနေကြဇီးတဲ့တွေတဲကတယောက်ယောက်မိကြံရိုက်ခဲ့တဲ့ရွှေတို့လိုထင်ခဲ့တာပစ္စည်းဥစ္စာတစုံတရာကိုကောက်ရခဲ့ရင်ပိုင်ရှင်အမှန်ကိုစုံစမ်းပြီး ပြန်ပေးရမယ်ဆိုတဲ့လောကဝိတ်ကို အဖွားကယူမထားခဲ့လောဘတက်ခဲ့မိပါတယ်ကျွန်တော်အရာကိုသိပါရဲဖွားရွှေတို့ကိုတွေ့ရင်အဖွားဘလို့လုံမလဲဆိုတာသိချင်လို့ခြံနောက်ပိုင်းခြုံွယ်တနေရာကနေကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။ဟုတ်ပါရဲ့ကွယ် အဖွားလောဘတက်ပြီးအမားကြီးမှားခဲ့ပါတယ်တသက်လုံးရိုးရိုးတသားနေလာခဲ့တဲ့အဖွားဟာရွှေရည်အများကြီးတွေ့လိုက်ရတော့လောဘစိတ်ကိုမထိန်နိုင်တော့ပဲမယုံမသားစိတ်ဖြစ်မိသွားပါတယ်အဖွားလည်းအခုတော့နောင်နာအကြီးကျယ်ရနေပါပြီလူကလေးရဲ့အဖွားအသက်ရှင်နေတဲ့ရွေးစိတ်ထားဖြောင်းမဲ့ရိုးသားသူတယောက်ဖြစ်ရပါစီမယ်ကွယ်อืมကောင်းပါလေအဖွားရဲ့ ကျွန်တော်တို့ဒီကဘာမြေစီမလာခင်ကျွန်တော်တို့ရဲ့ဖခမီးတော်နေမင်းကြီးကစိတ်ထားဆိုးယုတ်ပြီးမယိုးမဖြောင်းသူကောက်ကျစ်ရောက်လာသူတွေကိုမကူညီရဘူးစိတ်ထားကောက်ရရိုးသားသူတွေကိုသာကူညီရမယ်မယိုးဖြောင်းသူကိုကူညီမိရင်တော့ဘာမှအရာထင်မှာမဟုတ်ဘူးလို့တိကျမှားလိုက်တော့ကျွန်တော်လည်းအဖွားရဲ့စိတ်ကိုတည်ကျင်းတာနဲ့ခြေတို့ကိုအဖွားမသိအောင်လာထားခဲ့ပြီးစောင့်ကြည့်လေ့လာခဲ့တာပါအေးကွယ်ဆော့ဆော့ကပြောသလိုပဲတကယ်တော့အဖွားဟာတသက်လုံးရိုးရိုးဖျောက်ဖျောက်နေလာခဲ့သူပါ ရွှေတုတ်ကြီးကိုတွေးမှဘလို့ကဘလို့လောဘစိတ်တွေဖြစ်လာပြီးမှန်လားမှားလားလုံးတယ်လားမလုံးတယ်ဘူးလားဆိုတာမခွဲခြားမစင်ကြင်နိုင်တော့အောင်လောဘအမှောင်မောဟအမှောင်ဖုံးနှံသွားခဲ့မိပါတယ်ကွယ်။ဘာပဲဖြစ်ဖြစ်အဖွားနောင်နာကောင်းကောင်းကြီးရပါပြီ။နောင်ကိုဘလောက်များတဲ့ဥစ္စာပစ္စည်းရွှေငွေအထက်ပဲဖြစ်ဖြစ်အဖွားရဲ့ကောင်းမြတ်တဲ့အကျင့်စာရိတ္တကိုမပြတ်မရွေးစေရပါဘူးကွယ်။အဖွားနောင်နာရမယ်ဒီလိုအခုကျွန်တော်လာခဲ့ရပါဘူး။ အဖွားကိုကျေးဇူးဆက်တဲ့အနေနဲ့ဟာရီရွှေတို့ကိုလာပေးတာပါကျွန်တော်လည်းနေကပါစီပြန်ရပါတော့မယ်ဒီရွှေတွေကိုလက်ခံယူပြီးကောင်းမြတ်တဲ့စိတ်ထားနဲ့ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေအဖွားကိုထက်နွမ်းပါသူတွေကိုလည်းမျှဝေကူညီနိုင်ပါစေဗျာကျွန်တော်ကိုတော်ခွင့်ပြုပါအဖွားအဲဒီလိုမြင်းမင်းသားလေးဟာနှုတ်ဆက်စကားဆိုပြီးတဲ့နောက်မြင်းမြူကြီးကိုစီလိုအဝေးစီကိုထွက်ခွာပြောက်ကွဲသွားတော့တယ်။အဖွားကိုလည်းရွှေရီကိုမြို့တက်ပြီးရောင်းချထူခွဲလိုက်တဲ့ အရင်နောက်ဇာလိရွာလေးမှာပဲခန်းနားလာတဲ့အင်ကြီးဆောက်ပြီးအချွေရံအပြည့်စုံနဲ့နေထိုင်ခဲ့တယ်။မရှိနှမ်းပါသူတွေကိုလည်းရရရောရောပေးကမ်းလူရန်ကူညီပြီးရကြိုးရကြိုးကိုထမ်းရရင်အသက်ထက်ဆုံးချမ်းမြမ်းသာသာပျော့ပျော့ရွှင်ရွှင်နဲ့နေထိုင်သွားပါတော့တဲ့ကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။